မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးဒေါအောင်ဆန်းစုကြည်လွန်မြောက်ရေးသမရထရန်တန်ဂျပန်ရောက်မြန်မာများအိတ်ဖွင့်ပေးစာပေးဖို့တောင်းဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ် ဂျပန်နိုင်ငံဒိုဂျိုမြို့ကိုရောက်ရှိနေသည့်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုစစ်ကောင်ရှင်တည်းမတရားဖမ်းဆီးခြင်းခံထားရသည့်ဒေါ်အောင်ဆန်းစုကြည်နှင့်မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက်ကူညီပေးရန်ဂျပန်ရောက်မြန်မာနိုင်ငံသားများကအမေရိကန်တန်ယုံမှတဆင့်စာပေးဖို့တောင်းဆိုခဲ့ကြောင်းသတင်းရရှိပါသည်။ အဓိကကတော့ဒေါအောင်ဆန်းစုကြည်လွတ်မြောက်ဖို့နဲ့မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက်လှုပ်တာဖြစ်ပါတယ်ဟုငြိမ်းချမ်းရေးကမ်းလှမ်းများအဖွဲ့ဝင်တို့ကပြောပါတယ်။အဆိုပါအိတ်ဖွင့်စာနဲ့ဒေါအောင်ဆန်းစုကြည်လွတ်မြောက်ရေးလက်မှတ်ထိုးကမ်ပိန်းပြုလုပ်၍စုဆောင်းထားသည့်လက်မှတ်များဖြင့်ပူရယ်ပေးပို့ခဲ့ကြောင်းသိရပါတယ်။ထို့ပြင်ဒေါအောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်ကော်မတီတရက်ဖွဲ့စည်းနိုင်ရန်ဂျပန်နိုင်ငံရှိမြန်မာအဖွဲ့အစည်းအသီးသီးကကြိုးပမ်းနေပြီးငြိမ်းချမ်းရေးကမ်းလှမ်းများအဖွဲ့လည်းကော်မတီမှပါဝင်ပြီးစတင်ဆောင်ရွက်နေကြောင်းသိရပါတယ်။အမေရိကန် မရဒေါ်နယ်ထရန့်သည်မလေးရှားနိုင်ငံအာဆီယံထိပ်သီးအစည်းအဝေးနှင့်ဆက်ဆက်အစည်းအဝေးများကိုတက်ရောက်ခဲ့ပြီးနောက်ယနေ့အောက်တိုဘာ29ရက်မနက်ပိုင်းမှာမလေးရှားမှဂျပန်နိုင်ငံသို့ထွက်ခွာခဲ့ခြင်းဖြစ်ပါသည်မြန်မာစစ်တပ်သည်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သောအရဲတောင်အစိုးရကိုဖြုတ်ချပြီးအာဏာသိမ်းခဲ့ကဒေါ်အောင်ဆန်းစုကြည်ကိုလည်းအမှုပေါင်း19မှုဖြင့်ဆွဆွဲပြီးထောင်ဒဏ်29နှစ်ချမှတ်ကလျှို့ဝှက်နေရတခုတွင်ဖမ်းဆီးထိန်းသိမ်းထားပါသည်အလားတူပင်တမရဦးဝင်းမြင့်ကိုလည်းအမှုရှိမှုဖြင့်ဆွဆွဲပြီးထောင်ဒဏ်10နှစ်ချ မှတ်ထားကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အာဆီယံရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးဖွဲ့မြန်မာနိုင်ငံဆင်လို့ရေးသဘောတူညီမှုမရဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလတွင်ကျင်းပမယ့်မြန်မာနိုင်ငံရွေးကောက်ပွဲအတွက်အာဆီယံအနေနဲ့စောင့်ကြည့်လေ့လာရေးဖွဲ့ဆင်လို့မှာမဟုတ်ဘူးလို့တန်တမန်သတင်းရှင်းမြစ်တွေကဒီကနေ့မှပြောပါရယ်။မြန်မာနိုင်ငံမှာပြစ်ခတ်တိုက်ခိုက်မှုတွေချက်ချင်းရပ်ဖို့ကိုလည်းအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟမ်ကဒီကနေ့မှထပ်မံတောင်းဆိုလိုက်ပါရယ်။မလေးရှားမှာတွေ့ဆုံနေတဲ့အာဆီယံခေါင်းဆောင်တွေဟာမြန်မာ ရီဘက်ကအပေါ်အလွန်ဆိုးရင်ပူပန်မှုကိုထုတ်ဖော်ပြောကြားခဲ့ပြီးအောက်တိုဘာ26ရက်နောက်ပိုင်းမှာထုတ်ပြန်ခဲ့တဲ့ကြေညာချက်မှာတော့ငင်းချမ်းရေးအတွက်တိုးတက်မှုမရှိဘူးလို့သတိပေးလိုက်ပါတယ်။ရွေးကောက်ပွဲမတိုင်ခင်အကြမ်းဖက်မှုတွေရပ်တန့်ဖို့နဲ့အားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ရမယ်လို့ဆိုပါတယ်။အာဆီယံကိုစားပြုရွေးကောက်ပွဲစောင့်ကြည့်သူတွေဆင်လွတ်မှာမဟုတ်ပေမဲ့အာဆီယံနိုင်ငံတွေကတော့နှစ်နိုင်ငံဆက်ဆံရေးကိုအခြေခံပြီးစောင့်ကြည့်သူတွေကိုဆင်လွတ်နိုင်တယ်လို့အမည်မဖော်လို့တဲ့တန်တမန်တယောက်ကပြောပါရယ် နောက်ထပ်တန်တမန်တယောက်ကလည်းအာဆီယံကိုစားပြုမစ်ရှင်တစ်ခုချထားဆောင်ကြည့်ဖို့အဖွဲ့ဝင်တွေအကြားသဘောတူညီမှုမရှိကြောင်းအတည်ပြုပြောကြားပါရယ်မြန်မာနိုင်ငံသာအာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ဆက်လက်တည်ရှိနေပေမဲ့နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲပြီးနောက်မြန်မာအာဏာပိုင်တွေကိုအာဆီယံအဖွဲ့အာဆီယံအစည်းအဝေးတွေတက်ရောက်ခွင့်ပိတ်ပင်ထားကြရလက်ရှိမှာလေဒီဆုံးဖြတ်ချက်အတိုင်းဆက်လက်ကျင့်သုံးမယ်လို့အာဆီယံအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရွေးကောက်ပွဲနီလာသဖြင့်ပြည်တော်စုလွတ်တော်ဝန်ပြုပြင်မှုများကိုစစ်ကောင်းဆောင်မင်းအောင်လိုင်းစစ်ဆေးတဲ့သတင်းကြောင်းကိုတင်ဆက်ပေးပါမယ်။စေအုပ်စု၏အထူးရောင်ရွေးကောက်ပွဲနီလာသဖြင့်နေပြည်တော်တွင်ငလင်ကြောင့်ပျက်စီးနေသည့်ပြည်တော်စုလွတ်တော်နေရာများကိုစစ်ကောင်းဆောင်ပို့ချုံမှုကြီးမင်းအောင်လိုင်းကတားရောက်စစ်ဆေးကြောင်း၎င်း၏ဝါရဖြန့်သတင်းစာများတွင် ဖော်ပြထားပါသည်။ စေကောင်းဆောင်သည့်ဇမန်နေ့အောက်တိုဘာ26ရက်နေ့ကငလင်တန်းကျောင်းထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရသည့်လွတ်တော်ဝင်တွင်ရှိပြည်တော်စုလွတ်တော်ပြည်သူလွတ်တော်အမျိုးသားလွတ်တော်အဆောက်အဦတို့ကိုစစ်ဆေးခဲ့ကြောင်းသိရပါသည်။ယင်းပြင်အခြားအထောက်ကူပြုအဆောက်အဦများလန်ဒရာများချန်စီယိုနှင့်မြေထိန်နိုင်ငံများထိခိုက်ပျက်စီးခဲ့မှုအခြေအနေများနှင့်လုပ်ငန်းပြီးစီးမှုအခြေအနေများကိုကြည့်ရှုကြောင်းသိရပါသည်။ထို့ပြင်စစ်ကောင်ရှင်တရင်စာ၌နေပြည်တော်မြို့တော်ခမ်းမအနီးတွင် ပြည်သူရှင်ပြင်နှင့်ဖျော်ဖြေရေးရှင်ပြင်အပါအဝင်ပြင်မနာတောင်ညိုရှင်လန်းသွားလန်း န်ဖောက်လုပ်နေကြောင်းလည်းဖော်ပြထားပါတယ်။အဆိုပါပြည်သူ့ရင်ပြင်နဲ့ဖျော်ပြရေးရင်ပြင်တွင်မြမရိုးရပွဲတော်များအခမ်းအနားများကျင်းပနိုင်ရန်နဲ့မြမသမိုင်းဝင်အထင်ကရပုဂ္ဂိုလ်ချင်းများ၏ရုပ်ထုများတိဆောက်ရန်လိုကြောင်းစေကောင်းဆောင်ကပြောကြားခဲ့ပါတယ်။စေဥစုကောင်းထဲပေါ်နေသောတူရောင်ရွေးကောက်ပွဲကိုလာမည့်ဒီဇင်ဘာ28ရက်နေ့တွင်အပိုင်းတစ်ဖြစ်ကျင်းပမည်ဖြစ်ပါတယ်။စစ်ကောင်မရှင်တင်၎င်းတို့၏အတူရောင်ရွေးကောက်ပွဲကိုပြည်သူများစိတ်ဝင်စားမှုရှိလာစေရန်ရည်ရွယ်၍အကယ်ဒမီနေတိုမြင့်မြတ်နေဝင်အေးချမ်းမှချူလီမ မေမြင့်မှုစသည့်တရုတ်ဆောင်များကိုအုံချကခေတမိုင်းကိုဒုံဆိုင်မဲ့သူများအမည်ရှိဝါရပြန့်ဇလံကိုရိုက်ကူးထုတ်ဝေထားကြောင်းသိရှိရပါသည်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့စစ်တပ်လေးကြောင်းတိုက်ခိုက်မှုဒေါ်လာရေးတက်များထက် ပြည်သူကိုသာအဓိကပြတ်မှတ်ထားနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အရဲသားပြည်သူများကိုပြစ်မှတ်ထားသည့်လေးချောင်းတိုက်ခိုက်မှုသည်ဒေါ်လန်ရီအင်အားစုများတိုက်ခိုက်မှုထက်နှက်စကြောများကြောင်းသိရပါသည်။မြန်လင်းတဲ့သူတွေတနာအဖွဲ့ရဲ့ပတ်စင်လေးချောင်းတိုက်ခိုက်မှုအစီရင်ခံစာများကိုလေးဘက်တာစောင့်ကြည့်ရ၌ပြည်သူကိုပြစ်မှတ်ထားသည့်လေးချောင်းတိုက်ခိုက်မှုသည်ဒေါ်လန်ရီအင်အားစုများပြစ်မှတ်ထားလေးချောင်းတိုက်ခိုက်ခြင်းနှင့်ထိတွေ့တိုက်ပွဲများတွင်လေးချောင်းတိုက်ခိုက်ခြင်းနှင့်ကိုစုစုပေါင်းဖြစ်စဉ်များထက်နှက်စကြောများနေသည့်ကများပြီးအပတ်စဉ်ပြည်သူသိမ်းဆုံးမှုမှလည်းအယောက်20ကျော်သည်ကများကြောင်းတွေ့ရပါသည်။ ကျွန်ုပ်အမြင်ပြောရရင်ဒေါ်လန်ရီအင်အားစုထိမ့်ချုပ်ထားတဲ့နေမျိုးတွေမှာနေတဲ့ပြည်သူတွေကိုပြည်သူလို့မမြင်ပဲရှမ်းသူဖြစ်သတ်မှတ်တိုက်ခိုက်နေတာကြောင့်ပါပဲဒေါ်လန်ရီနေမျိုးတွေကပြည်သူတွေအနေထိုင်ပြတ်မယ်စီးပွားပြတ်မယ်ဒေဂျီတန်ရာရတယ်ဆိုတာသူတို့အတွက် အမျက်ထွက်တယ်လို့ယူဆတယ်ဘာလို့လဲဆိုတော့ပြည်သူတွေဒေဂျီအတိဒုက္ခရောက်ရင်အဲ့ဒီပြည်သူတွေရဲ့ဝန်ကတော်လန်ရေးတက်ပေါ်ပြကြလာမယ်လို့ယူဆတာကိုဟုဘုံရအခြေဆိုင်နိုင်ငံရေးတက်ကြွလှူရှားသူတို့ကပြောပါတယ် စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့်အောက်တိုဘာ16ရက်23ရက်တွင်ပြည်သူ23ဦးသေ52ဦးဒဏ်ရာရခဲ့ပြီးအောက်တိုဘာ10ရက်မှ16ရက်တွင်ပြည်သူ73ဦးသေဆုံးပြီး64ဦးဒဏ်ရာရခဲ့ကအောက်တိုဘာ3ရက်မှ9ရက်နေ့အတွင်း29ဦးသေဆုံး58ဦးဒဏ်ရာရရှိခဲ့ပါသည်စက်တင်ဘာ26ရက်မှအောက်တိုဘာ2ရက်တွင်ပြည်သူ34ဦးသေဆုံးပြီး54ဦးဒဏ်ရာရရှိခဲ့ကြောင်းမြန်လေးတဲ့သုတေသနအဖွဲ့ကထုတ်ပြန်ထားပါသည် ပြည်သူတယောက်တရားရလို့တော်လန်ရေးအင်အားစုတွေကကုသပေးရင် စေဖို့ကုန်ကြစီရှိသွားမယ်စေဖို့ကုန်တဲ့ငွေကကြီးစံတဲ့တနတ်ဝယ်ဖို့ဖိပေးလိုက်ရတယ်ဆိုတော့အဲ့ဒါကိုစစ်တပ်ကကြီးစံတရောင်းဝယ်က ရော့သွားလဲမနေဘူးလို့တွက်ပုံရတယ်ဟု၎င်းကဆက်လက်ပြောပါတယ်စေအုပ်စုဒီမေလမဩဃလတွင်တရက်လျင်လေးချောင်းတိုက်ခိုက်မှုဖြစ်စဉ်အနည်းဆုံး9ခုကျွလွန်ခဲ့ပြီးလေးချောင်းတိုက်ခိုက်မှုစုစုပေါင်းရဲ့68ရာခိုင်နှုန်းသည်ပြည်သူကိုပြစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်းညံလင်းတဲ့သူတွေတနာကထုတ်ပြန်ထားကြောင်း သိရပါဗျ။လေလာမဩဂုတ်လအထိလေလာတာတွင်လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ604ဦးသေဆုံးပြီး1339ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါသည်။ နောက်ထပ်တင်ဆက်ပေးမယ့်တင်ဆက်ကြောင်းကတော့ပြည်ဦးလွေမှာရွေးကောက်ဝယ်ဆန့်ကျင်ကြောင်းလှုပ်ရှားမှုပြုလုပ်တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။စစ်တဲအခြေဆိုင်မျိုးဖြစ်တဲ့ပြည်ဦးလွေမှာမိမျိုးပင်မှာအထွေထွေတပိတ်အင်အားစုကရွေးကောက်ဝယ်ကိုဆန့်ကျင်ကြောင်းလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ဒေါက်တာတေစာဆန်ကအတည်ပြုထားပါတယ်။ပြည်ဦးလွေမျိုးရဲ့အထင်ကရနေရာတွေဖြစ်တဲ့မြို့ဝင်ဆိုင်ပုံမြို့လေနိုင်စဉ်ရထားဘူတာယုံညစီတန်းစတဲ့နေရာတွေမှာမဲမပေးနဲ့ထောင်ချောက်ကြီးအတိတ်ပဲရစတာပါ No Boat Just Trust အင်ကြီးဝစ်စင်ထားတဲ့ရဲဘော်တို့ ို့ကလက်သုံးချောင်းထောင်ပြီးလှုပ်ရှားမှုကိုပြုလုပ်ခဲ့တာပါပြုလက်ပန်းစီတွေတောင်းကျန်းတာစစ်မှုရန်ကောင်းစင်နဲ့အတင်းအဓမ္မဖန်ဆင်းငွေညစ်တာတွေကိုစက်တိုက်ကျုံတွေ့ရင်ဆိုင်နေရတဲ့ပြည်သူများမှာဖက်စစ် စစ်တမ်းနဲ့အာဏာသိမ်းစေအုပ်စုပေါ်နာကြီးစိတ်စန့်ကျင်စိတ်တွေရင်းနေအပြည့်ပါဒါအပြင်အခုစေအုပ်စုကလုံးမဲ့အထူးရောင်ရွှေကောက်ပွဲလုပ်ပွဲကိုလည်းခါတီးစွာစန့်ကျင်ကြရုံမုံကြပါတယ်လို့ဒေါက်တာဒေစာဆန်းကဆိုပါတယ် ပြည်သူဒေါ်လာရေးမှာပြည်သူတွေကသာအဓိကဖြစ်တာကြောင့်ပြည်သူတွေအနေနဲ့လည်းငုံမခံပဲတုံ့ပြန်ဖို့ဒေါက်တာဒေဇာစန်းကတိုက်တွန်းထားကြောင်းသိရှိရပါတယ်။